အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပါတီရဲ့ပေါ့နော်အခြေခံမူများတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ပါတီရဲ့သဘောထားယက်တီချက်တွေကိုရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်။နောက်အခုနောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့စီးပွားရေးနဲ့လူမှုရေးပေါ့နော်။ဆိုလို့ရှိရင်စီးပွားရေးနဲ့လူမှုရေးကခွဲခြားလို့မရပါဘူး။အဲ့ဒါကြောင့်မို့နိုင်ငံတကာမှာလည်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းပေါ့နော်။အင်္ဂလိပ်လိုပြောလို့ရှိရင် အဲ social economic development ပေါ့ရှင်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလို့တွဲပြီးပြောတာဖြစ်ပါတယ်ရှင်စီးပွားရေးကောင်းမှလူမှုရေးအခြေခံတွေလည်းကောင်းမှဖြစ်ပါတယ်လူမှုရေးအခြေခံတွေကောင်းမှစီးပွားရေးလည်းအဲလောက်ကိုင်းလို့ကောင်းမှဖြစ်ပါတယ်ရှင်เนาะအဲ့မှာတော့ကျမတို့ခုနှစ်ချက်ရှိပါတယ်ရှင်เนาะပထမတစ်ချက်ကတော့နိုင်ငံသားတိုင်းပြည်ရည်တနဝန်စာရှာဖွေပိုင်ခွင့်ဈေးကွက်စီးပွားရေးစနစ်တွင်လွတ်လပ်စွာပါဝင်နိုင်ခွင့်နှင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကိုမြင့်တင်ခြင်းပေါ့နော်ဆိုလို့ရှိရင်နိုင်ငံသားတိုင်းဟာပြည်ရေသနဝန်စာရှာဖွေပိုင်ခွင့်ဆိုတာဘသူမှဘသူတင်ကြွေးထားတာမရှိပါဘူးဒီသားသမီးတွေငယ်သေးတုန်းအချိန်မှာတော့မိဘတွေကကြွေးထားပေမဲ့အချိန်တန်တော့လေကိုချီတော့ပေါ့ကိုရက်ပြီးတော့မှအကိုရဲ့တကိုရေးတခါရတိုးတက်မှုပေါ့နော်စာဝတ်နေရေးဖူလုံမှုအဒါတွေကိုစူးစမ်းဆောင်ရွက်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လူတိုင်းလူတိုင်းကအလူမှန်နဲ့ဆိုလို့ရှိရင်အလုံလုံကြရတယ်ပေါ့နော်အလုံလုံကြတာအဓိကကတော့ပရိယေသနဝန်စာဆိုတော့ကိုရဲ့အခြေခံ လိုအပ်ချက်တွေပေါ့နော်စာဝတ်နေရေးအတွက်အ ਨੇ ဆုံးတော့အပရိယေတနဝန်စာရှာဖွေပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်အဲအဲ့လိုရှာဖွေပြီးတော့မှတဆင့်မြင့်လာတဲ့အချိန်မှာကျွန်တော်တို့စီးပွားရေးလုပ်ငန်းလေးတွေစီးပွားရေးလုပ်ငန်းအကြီးအသေးအလတ်အဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဈေးကွက်စီးပွားရေးစနစ်မှာလွတ်လပ်စွာပါဝင်နိုင်ခွင့်နဲ့ပါဝင်နိုင်ခွင့်ရှိရမှာဖြစ်ပါရှင့်ဈေးကွက်စီးပွားရေးစနစ်ဆိုတာလွတ်လပ်စွာရောင်းဝယ်ဖောက်ကားမယ်လွတ်လပ်စွာလွတ်လပ်စွာစိုက်ပျိုးမွေးမြူထုတ်လုပ်မယ် ်ဖြန့်ချိမယ်ပေါ့နော်ဖြန့်ဝေမယ်ဒါလေးတွေဆောင်ရွက်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ပုတ်ကလစ်ကပိုင်ဆိုင်ခွင့်ဆိုတာလူတယောက်ချင်းစီကကញ្ញံဝရိယအလျောက်ရှာဖွေထားတဲ့ပစ္စည်းတွေကိုကျမတို့နိုင်ငံတော်အခွင့်ပေးဆောင်ပြီးတော့မှတရားဝင်အခွင့်အရေးပေးဆောင်ပြီးတော့မှသူ့နာမည်နဲ့ပေါ့နော်ဒီပုတ်ကလစ်ကပိုင်ဆိုင်ခွင့်ရှိရမှာဖြစ်ပါတယ်ရှင်အဲ့ဒါဒီနံပါတ်၁ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့စင်းရဲနွမ်းပါခြင်းအသိပညာနှိမ့်ပါလာခြင်းတို့ကြောင့် ်လူမှုကျင့်ဝတ်ဇယိုက်လက္ခဏာများအရေးအသွေးများကျဆင်းလာခြင်းတို့ကိုမိသားစုပေါ်များမှအခြေပြု၍အစိုးရပုဂ္ဂလိကနှင့်အစိုးရမဟုတ်သောအခန်းကဏ္ဍများအကြပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပံ့ပိုးကူညီပေးခြင်းဖြစ်ပါလေရှင်အဲကျွန်တော်တို့ဘောနော်ဒီစီးပွားရေးအဲစီးပွားရေးဆိုလို့ရှိရင်လည်းအစိုးရဆိုတာလည်းဒါစီးပွားရေးကိုနားလည်တဲ့အစိုးရပေါ့နော်ဒီဈေးကွက်စီးပွားရေးစနစ်ကိုတကယ်ကိုအကောင့်ထက်ပေါ်ပြီးတော့မှပြပြပြင်းပြင်းအကောင့်ထက်ပေါ်ပေးနိုင်တဲ့အစိုးရမျိုး ဖြစ်တင်ပါတယ်။ဒီလိုဖြစ်ဒီလိုမဟုတ်လို့ရှိရင်ကျွန်တော်တို့ဟာဒီစင်ရနွားမမှုတွေပေါ့နော်လူတွေကလွတ်လပ်စွာဒီပြိယေသနဝန်စာရှာဖွေပိုင်ခွင့်မရှိဘူး။အဲဆိုလို့ရှိရင်စင်ရနွားပါလာမယ်စင်ရနွားပါတဲ့အတွက်အเจ้าနေကလေးတွေကိုเจ้าနေမပို့နိုင်ဘူးចောင်းပို့နိုင်ရင်လည်းကျွန်တော်တို့အတန်းပညာမပြီးဆုံးဘူး။တော့စသဖြင့်ပေါ့နော်ပညာရေးတစ်ဝက်တစ်ပြက်နဲ့အဲအသိပညာတွေနှိမ့်ပါလာမယ်။တော့စင်ရနွမ်းပါတယ်အသိပညာတွေနှိမ့်ပါလာတယ်ဆိုလို့ရှိရင်လူ လူမှုကျင့်ဝတ်ဇယိုက်လက္ခဏာအရေးသွေးတွေကြဆင်းလာမှာဖြစ်ပါလေရှင့်အဲကျမတို့ဘာပဲပြောပြောပေါ့နော်အတွေးခေါ်တွေနှိမ့်ကြလာပြီလို့ရှိရင် အဲဒီလူချင်းဝတ်နဲ့မညီတဲ့လုံရက်တွေဆောင်ရွက်လာမှာဖြစ်ပါတယ်။နောက်လူမှုချင်းဝတ်စရိုက်လက္ခဏာအရေးသွေးတွေကျဆင်းလာခြင်းကိုကျမတို့မိသားစုဘဝမှအခြေပြုပြီးတော့မှနောက်မိသားစုတစုချင်းစီအရေးကြီးပါရှင့်။အိမ်တော်စုတစုချင်းစီရဲ့ဘဝနေအခြေပြုပြီးတော့မှအစိုးရလည်းပါရမယ်ပုဂ္ဂလိကအခန်းကဏ္ဍလည်းပါရမယ်အစိုးရမဟုတ်တဲ့အခန်းကဏ္ဍလည်းပါရမှာဖြစ်ပါရဲ့ရှင့်အစိုးရမဟုတ်တာဆိုဥပမာပေါ့နော်ဒါပါတော့ကျမ်းမာရေးကျမ်းမာရေးဖောင်ဒေးရှင်းလို့ပြောလို့ရှိရင် ဒီကျမ်းမာရေးဖောင်ဒေးရှင်းက TB ယောဂာနော် HIV AIDS ပေါ့နော်ဒီယောဂာအတွက်ကိုအဓိကဖောင်ဒေးရှင်းထောင်ထားတယ်ဆိုလို့ရှိရင်သူကဘာလို့မလဲဆိုလို့ရှိရင်အဲဒီအလှရှင်နေရှိတာပေါ့နော်အလှရှင်နေကထဲဝင်တဲ့ငွေကြေးတွေနဲ့ပြီးလို့ရှိရင်စေယုံစေကန်းနေမှာစေယုံစေကန်းနေမှာသူနဲ့စာချုပ်ချုပ်ထားမယ်ဒီစေယုံစေကန်းကိုလာကြတဲ့သူတဲမှာ TB ယောဂာနော် TB suspect ပေါ့နော် TB ယောဂာလို့တန်တရားရှိသူသို့မဟုတ်လို့ရှိရင် HIV AIDS ခံစားနေရတဲ့ လူနာလို့တန်တရားရှိတဲ့သူဆိုလို့ရှိရင်တီဘီယောဂါဆိုလို့ရှိရင်သူ့ရဲ့သွေးကိုစစ်ပါတလိပ်ကိုစစ်ပါအဲပြီးလို့ရှိရင် HIV ဆိုလည်းသွေးစစ်ပါပေါ့နော်စသဖြင့်အဲဒါလေးတွေစစ်ခိုင်းပြီးလို့ရှိရင်ဒီဒီစစ်စစ်ဆေးဖို့လို့အတွက်သူကအဲဒီ Health Foundation အကုန်ကြခံတာပေါ့နော်ကျန်းမာရေး Foundation အကုန်ကြခံတယ်ပြီးလို့ရှိရင်တီဘီယောဂါလို့စစ်စစ်စစ်ပေါ်ပေါက်တယ်သို့မဟုတ်လို့ရှိရင် HIV AIDS လို့စစ်စစ်ပေါ်ပေါက်တယ်ဆိုရင်သူတို့တွေအတွက်ဆေးပေးတာကိုလည်းအဲဒီကျန်းမာရေး foundation တွေကနေစေးပေးတာဖြစ်ပါတယ်ရှင့် ဒါဒီဘဘသူကလောက်တာလဲဆိုရင်အလှရှင်တွေကနေပြီးတော့မှဒီအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေတဆင့်လောက်တာဖြစ်ပါလေရှင်အစိုးရအနေနဲ့လည်းပညာရေးကျန်းမာရေးစသဖြင့်ပေါ့နော်ပြည်သူလူထုကျန်းမာရေးကိုဆောင်ရွက်နေတယ်ပဲအဲဘလောက်ပဲပြောပြောပေါ့နော်ဒါပေမဲ့အဲကျမတို့ဒီပုတ်ကလစ်ကလည်းပုတ်ကလစ်ကအလှရှင်တွေဖြစ်မယ်အစိုးရကိုယ်တိုင်ကအလှရှင်ဖြစ်မယ်တကယ်အကောင့်ထက်ဖော်နေတာတော့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအကောင့်ထက်ဖော်နေမယ်ပေါ့နော်စသဖြင့်အဲ့လိုပူးပေါင်းဆောင်ရွက်ခြင်းကိုကျမတို့ကုညီပန့်ဖို့မယ်ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းကို ယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့နောက်တစ်ချက်ပါရှင်။မြည်သည့်အခြေအနေအရရတွင်မဆိုမညီမျှသောခွဲခြားဆက်ဆံမှုများကိုညှင်းပယ်ဆန့်ကျင်ခြင်းပေါ့နော်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေမျိုးပါပဲဖြစ်ဖြစ်ပေါ့နော်ဒီမညီမျှတဲ့ခွဲခြားဆက်ဆံမှုတွေကိုကျမတို့ညှင်းပယ်ဆန့်ကျင်ပါမယ်ခွဲခြားဆက်ဆံနေဆိုရင် အဲဒီလူလူတွေထဲမှာခွဲခြားဆက်ဆံနေလူအတိုင်းဝိုင်းထဲမှာခွဲခြားဆက်ဆံနေအ ਨੇ စုံမိသားစုထဲမှာခွဲခြားဆက်ဆံနေဆွေမျိုးအတိုင်းဝိုင်းထဲမှာခွဲခြားဆက်ဆံနေလုပ်ငန်းခွင်ထဲမှာသို့မဟုတ်ကျောင်းနေမှာခွဲခြားဆက်ဆံနေဆိုရင်မကျေနပ်မှုတွေပေါ်ပေါက်ပြီးတော့မှဒီမကျေနပ်မှုတွေများလာတဲ့အချိန်မှာအထွေထွေမကျေနပ်မှုကြီးဖြစ်ပြီးတော့မှဒီနိုင်ငံရေးရဒါငင်းချမ်းရေးပေါ့နော်ဒါငင်းချမ်းနဲ့တာယာဝပြောတဲ့လူအတိုင်းဝိုင်းတိဆောက်ဖို့ဟာအဟန့်အတားတွေဖြစ်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့ကျမတို့ဟာ အဲဘယ်အချိန်နေရရမှာပဲဖြစ်ဖြစ်မညီမျှတဲ့ခွဲခြားဆက်ဆံမှုများကိုညှင်းပယ်ပြီးတော့ဆန့်ကျင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့တက်ကြွသောအရက်ဖက်လူမှုအဖွဲ့အစည်းများ၏လုံပိုင်ခွင့်နှင့်တာဝန်ကိုမြင့်တင်၍အားပေးကူညီခြင်းဆိုလို့ရှိရင်အစိုးရကလည်းအစိုးရလုပ်ရမယ့်အလုပ်တွေအများကြီးရှိပါတယ်။နောက်ပုဂ္ဂလိကကလည်းပုဂ္ဂလိကကဏ္ဍသူ့ဟာသူ့ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော်စီးပွားရေးတစ်ခုချင်းစီ အိမ်အောင်စုတစ်ခုချင်းစီရဲ့ဝင်ငွေလုံလောက်ဖို့เนาะကိုဟာကိုကိုနီးကိုဟာနဲ့ရုံးကန်ပြီးလှုပ်ရှားနေကြရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကဏ္ဍနှစ်ခုတည်းနဲ့လုံလောက်လားဆိုမလုံလောက်ပါဘူး။ကျမတို့ကတက်ကြွတက်ကြွတဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့လုတ်ပိုင်ခွင့်နဲ့တာဝန်တွေကိုလည်းကျမတို့အားပေးကူညီမြင့်တင်မှာဖြစ်ပါတယ်ရှင့်။နောက်ဥပမာဆိုလို့ရှိရင်ကြည့်ပြီးခဲ့တဲ့ကျမတို့2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးလို့ပြောလို့ရှိရင် အစိုးရတရားထဲနဲ့လည်းမရပါဘူးပုဂ္ဂလိကအလှူရှင်နေနဲ့လည်းမရပါဘူးတက်ကြွတဲ့ရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတာပရဟိတအဖွဲ့အစည်းတွေရဲ့ပါဝင်ကူညီမှုပေါ့နော်အဝင်ပြီးတော့မှကယ်ဆယ်ပေးတာပေါ့နော်ဒါတွေကလည်းအရေးကြီးတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ပြည်သူပြည်သားတိုင်းလွတ်လပ်စွာပညာစည်းဘူးခွင့်နဲ့လေ့ကျင့်သင်ကြားခွင့်ရရှိစေခြင်းပေါ့နော်ဒါအရန်အရေးကြီးပါတယ်ရှင်အဲကျွန်တော်တို့ဒီလူအဖွဲ့အစည်းတစ်ခုမှာပညာတတ်ပညာတတ်ဖို့ပေါ့နော်အများစုကပညာတတ်ဖို့ပညာမတတ်တိတန်အောင် တောင်မှကျမတို့ပညာဆုံးကန်းတိုင်အောင်မတင်ကြားနိုင်တောင်မှကျမတို့ဒီလေ့ကျင့်တင်ကြားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်ရှင်။အဲဒါကြောင့်မလို့ပြည်သူပြည်သားတိုင်းလွတ်လပ်စွာပညာစည်းပူးခွင့်နဲ့လေ့ကျင့်တင်ကြားခွင့်ရရှိစေရမယ်။နောက်တစ်ခါတော့ကလေးသူငယ်များမိဘမဲ့ကလေးများအမျိုးသမီးများတက်ကြီးရွယ်အိုများမတန်ဆွမ်းသူများစသည့်အားနည်းသူများနှင့်ထိခိုက်လွယ်သူများအပါဝင်ပြည်သူများအလုံးဤစားဝတ်နေရေးကျန်းမာရေးနှင့် အခြားလူမှုရေးဝန်ဆောင်မှုများကိုပုံမကောင်းမွန်လာစေခြင်း။နော်ဒါလေးတွေသည်ဒါလေးတွေသည်စီးပွားရေးဖွံ့ဖြိုးအောင်လုပ်မယ်။ပြီးလို့ရှိရင်ဒီပုဂ္ဂလိကကဏ္ဍလည်းဖွံ့ဖြိုးတိုးတက်ပြီးတော့အခွန်အမ်းတွေများမယ်။အစိုးရလည်းတောင့်တင်းမယ်။နောက်တစ်ခုကတော့တဲကြွတဲ့လူရပ်ဖွဲ့လူမှုဖွဲ့စည်းတွေရဲ့အဲဒီ လုတ်ပိုင်ခွင့်နဲ့တာဝန်လည်းမြင့်တင်ပေးမယ်ဆိုလို့ရှိရင်ခုနအားနည်းနေပြီးတော့မှထိခိုက်လေလွယ်တဲ့သူတွေပေါ့နော်ကလေးသူငယ်မိဘမဲ့ကလေးအမျိုးသမီးတက်ကြီးရွယ်အိုမတန်ဆွမ်းပေါ့နော်စသဖြင့်ဒါတွေကိုကျမတို့ဒီလိုလူမျိုးတွေကိုကျမတို့ဒီစာဝတ်နေရေးကျန်းမာရေးနဲ့အခြေခံလူမှုဝန်ဆောင်မှုတွေပေးနိုင်ဖို့လို့အတွက်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကိုကျမတို့တိုးပြီးတော့မှဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ရှင့် အဲနောက်ဆုံးတစ်ခုကတော့တဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှုဓလိထုံနှန်းစင်လာနှင့်ရှေးဟောင်းအမွေနှစ်များကိုကာဝတ်ထိမ့်သိမ့်စောင့်ရှောက်ခြင်းပေါ့နော်ရှေးဟောင်းအမွေနှစ်တည်းဆိုတာဥမာကျမတို့ပကံပေါ့နော်ပကံဆိုလို့ရှိရင်၈ရာစုကနေ၁၂ရာစုအထိ၁၂ရာစုအထိပေါ့နော်ဒါဒီပကံမှာအဲပကံမှာရှေးဟောင်းအမွေနှစ်တည်းပေါ့နော်နှစ်ပေါင်းများစွာထောင်ချီကြပါပြီ နှစ်ပေါင်း2000 3000ကြာပြီပေါ့နော်ဆိုလို့ရှိရင်အဲဒါဒီရှေးဟောင်းအမွေနှစ်တွေကျမတို့မြန်မာနိုင်ငံရဲ့ရှေးဟောင်းအမွေနှစ်တွေကျမတို့မှမထိမ့်သိမ့်ဘူးထိမ့်သိမ့်မှလဲပေါ့နော်ဒါဒီထိမ့်သိမ့်မှုလိုအပ်တယ်ပြီးလို့ရှိရင်ရင်ကျေးမှု delay ထုံနှန်းစင်လာကျမတို့မြန်မာနိုင်ငံမှာအာဒီလူမျိုးပေါင်းပေါ့နော်135မျိုးအထူးတကွမိတင်းနေထိုင်နေလူမျိုးတစ်မျိုးစီမှာယဉ်ကျေးမှု delay ထုံးတမ်းစင်လာရရှိကြမယ်ဒါတွေကိုကျမတို့က ထိမ့်သိမ်းစောင့်ရှောက်ရမယ်။နောက်တစ်ခုကကြတော့ကျမတို့နေထိုင်တဲ့ကမ္ဘာမြေကြီးနဲ့သဘာဝပတ်ဝန်းကျင်ကိုလည်းကျမတို့ထိမ့်သိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်ရှင့်။ဒါတွေဒီကျမတို့ကျမတို့ဒီပြည်သူ့ရှေ့ဆောင်ပါတီရဲ့အခြေခံသဘောတရားတွေဖြစ်ပါတယ်။နောက်စီးပွားရေးနဲ့လူမှုရေးနဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေကိုရှင်းလင်းတင်ပြတာဖြစ်ပါတယ်ရှင့်။အားလုံးကျေးဇူးတင်ပါတယ်ရှင့်။